စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကမှတ်ဉဏ်လေးကျင်ခန်းများဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။မှတ်ဉဏ်ထက်မြက်ခြင်းဟာကျောင်းသားတွေအတွက်သာမဟုတ် လူတိုင်းအတွက်ပင်အကျိုးများတဲ့ကိစ္စဖြစ်ပါတယ်။စာကျက်စရာလိုတာဖြစ်ဖြစ်မလိုတာဖြစ်ဖြစ် နေ့စွဲတွေတယ်လီဖုန်းနံပါတ်တွေရော ဒီနံပါတ်ဘောင်းစုံကိုမှတ်သားဖို့လိုတာဖြစ်ဖြစ်မလိုတာဖြစ်ဖြစ်မှတ်ဉဏ်ထက်မြက်တဲ့သူပါမှတ်ဉဏ်မထက်မြက်တဲ့သူထပ်ပို့ပြီးတော့ဘဝမှာအောင်မြင်မှုရပါတယ်သူတစ်ပါးအပေါ်မိခိုအားထားရမှုလည်းလျော့ပါလာရတယ်မှတ်ဉဏ်တိုးတက်ကောင်းမွန်ဖို့အတွက်နီးလန်းနေရစီးမီတော်တွေလိုပဲဒုနယ်တည်းဖြစ်ပါတယ်နောက်ခံသဘောတရားတွေကလည်းများပြတာနဲ့အညီဒီသဘောတရားတွေနဲ့အညီအကောင့်ထဲပေါ်စရာနီးလန်းနေရလည်းအမြောက်အများပင်ဖြစ်ပါတော့တယ် အချို့တော်လေးကျင်ကန်းတွေကတော်တော်ကလေးလက်ဝင်တတ်တယ်။ကိရိကထများတတ်တယ်။အချို့တော်လေးကျင်ကန်းတွေကြပြန်တော့တွဲဖက်ပန့်မိုးပြီးစရာကိရိယာတစားပလာတွေပါလာတတ်တယ်။ဒါပေမဲ့အဲ့ဒီနီးအားလုံးကအကျိုးမဲ့တော့မဟုတ်ကြပါဘူး။လိုက်နာလေးကျင်ရင်အကျိုးရှိတာကြီးပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့တော့ဒီလိုမျိုး ကြီးကျယ်ခမ်းနားလာတဲ့နီးနာတွေအကြောင်းရေးသားဖို့စိတ်ကူးမရှိပါဘူး။ဒီဆောင်ပါမှာကျွန်ုပ်ပေါ်ပြလိုတာက လိုက်နာရလွယ်ကူတဲ့နီးလန်းနေဖြစ်ရမယ်ဒီနီးလန်းနေကိုလိုက်လုံလို့ရှိရင်လည်းမှတ်ညာထက်မြက်လာမှာမလွဲမသွေဖြစ်ရမယ်ထို့တိုင်အောင် နောက်ခံသဘောတရားတွေမပါပါဘူးအထောက်အပံ့ပေးတဲ့ပစ္စည်းကိရိယာတွေလိုအပ်တဲ့နီးနာတွေကိုသာတင်ပြသွားမှာပဲဖြစ်ပါတယ်အထက်မှာ အစီရင်ခံခဲ့ပြီးဖြစ်တဲ့အတိုင်းဘဝမှာအောင်မြင်စွာနေထိုင်ရေးပျော်ရွှင်စွာနေထိုင်ရေးတွေအတွက် စီးပွားရေးလူမှုရေးပညာရေးတွေမှာအရေးပါလာတဲ့မှတ်ဉာဏ်ထက်မြတ်မှုအရေးအသွေးကိုလူငယ်လူရွယ်တွေသာမကလူလက်လူကြီးတွေပါလကောကျောင်းသားအလုပ်သမားတွေအိမ်တော်ဦးစီးတွေအိမ်ရှင်မများပါလကောရရှိပိုင်ဆိုင်ထားတင်သည်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အခုတင်ပြမယ့်လေ့ကျင့်ခန်းကလေးတွေကိုစူးစမ်းလိုက်နာ လေ့ကျင့်ကြကြစီလိုပါတယ်။ မညံထမ်းမြတ်မှုအရေးသွေးရာတာမားအဖြစ်ဘာမှအရေးမပါဘူးလို့ထင်ရပေမဲ့ဝမ်းစာလုပ်ငန်းလမ်းအတွေ့အတွေ့မှာသူ့နေရာနဲ့သူတံမိုးကြီးလာတယ်ဆိုတာကိုဒီအရေးအသွေးရရှိပိုင်ဆိုင်လာတဲ့အခါမျက်ဝါးထင်ထင် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။လေးကျင်ငန်းတွေကိုမတင်ပြမီရှေးဦးစွာဖော်ပြလိုတာကတော့လောကမှာညံကောင်းတဲ့သူပဲဖြစ်ဖြစ်ညံထိုင်းတဲ့သူပဲဖြစ်ဖြစ် စိတ်ကောင်းတဲ့သူပဲဖြစ်ဖြစ်စိတ်မနှံ့တဲ့သူပဲဖြစ်ဖြစ် မှတ်တက်တဲ့အရေးအချင်းတော့ရှိတာကြီးပဲဖြစ်ပါတယ်။စိတ်မနှမ်းတဲ့သူကအဲ့ဒီအရေးအသွေးကိုစနစ်တကျတံမိုးထားပြီးတော့မထိန်သိမ့်တဲ့အတွက်သူ့ကိုထဲ့သွင်းစဉ်းစားဖို့မလိုပါဘူး။ကျန်တဲ့သူအားလုံးကမှတ်ဉာဏ်ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်တယ်။လမ်းထွက်သွားပြီးတဲ့နောက်ကိုယ့်အိမ်ကိုရောက်အောင် ပြန်နိုင်တဲ့သူတိုင်းဟာမှတ်ဉာဏ်ရှိကြတဲ့သူမှတ်ဉာဏ်ကောင်းတဲ့သူကြီးပဲဖြစ်ပါတယ်။တခြင်းတပုတ်ကိုတော့လကောက်တံဘုတ်တွေကားထားတပုတ်လုံးကိုတော့လကောက်စုံနိုင်တဲ့သူဟာ ှတ်ညံထက်မြက်သူပဲဖြစ်ပါတယ်။ဒီပုံပုံအားလုံးကအခုကျွန်ုပ်တင်ပြမယ့်လေ့ကျင့်ခန်းတွေကိုပြုလုပ်နိုင်ကြပါတယ်။ဒီလိုပြုလုပ်ပေးလို့ရှိရင်လေရှိရင်ဆွဲမှတ်ညံပို့ပြီးတော့ကောင်းမွန်ထက်မြက်လာမှာပဲဖြစ်ပါတယ်။ပထမလေ့ကျင့်ခန်းအနေနဲ့နာမည်ကြီးပုံကိုယ်နာမည်ကျော်ပုံကိုယ်ရဲ့ဓာတ်ပုံ20လောက်စုဆောင်ပါ။သတင်းစာတွေ၊မဂ္ဂဇင်းတွေရဖြတ်ယူရင်ရနိုင်ပါတယ်။ဒီနောက်ရုပ်ပုံတစ်ပုံချင်းရဲ့ကြောဘက်မှာ ရမ်းပြီးတော့မှဲ့ထားတဲ့နာမည်တစ်ခုကိုကောက်ရေးရပါမယ်။ဥပမာမေတန်းနှုတ်ရဲ့ဓပုံနောက်မှာမတ်တူစာဆိုပြီးတော့၎င်း၊လွေမိုးရဲ့ဓပုံကြောဘက်မှာကိုသိန်းမောင် ဆိုပြီးတော့၎င်းပါဇက်သေးရှိတဲ့နာမည်ဟွက်တစ်ခုကိုရေးထားရမယ်။ဒီနောက်ဓပုံတွေကိုမျက်နှာလှန်ပြီးတော့ပွင့်နှောက်ကဓပုံချင်းထက်စီလိုက်ပါ။ပြီးတဲ့အခါမှာဓပုံကိုကြည့်ပြီးတော့မိမိပေးထားတဲ့နာမည်ဟွက်ကိုပြန်ဖော်ရမယ်။မှန်မှန်ကိုကြောဘက်မှာကြည့်ပြီးတော့စစ်ဆေးရပါမယ်။ စစချင်းပြုလုပ်ခါစားမှာတော့အလုံးချောချောမောမောဖြစ်ဖို့မလွယ်သေးပါဘူး။ဒါပေမဲ့မှတ်မိရဲ့ဓာတ်ပုံတွေကိုဘေးကိုဖယ်ပစ်ပြီးတော့လွဲမှပြီးပြောမိတဲ့ဓာတ်ပုံတွေကိုသာအထက်ထက်မှွေနှောက်ပြီးတော့ကျင့်ပေးလို့ရှိရင်တစ်ချိန်မှာအလုံးချောချောမောမောပြောဆိုပေါ်ထုတ်နိုင်မှာပဲဖြစ်ပါတယ်။ဒီလေးကျင့်ခန်းကိုချဲ့ထွင်လို့လို့ရှိရင်ဓာတ်ပုံတွေထက်မှန်ဖြည့်ဆည်းပေးဖို့ပဲဖြစ်ပါတယ်။နောက်လေးကျင့်ခန်းတစ်မျိုးကတော့စာရွက်လွတ်နဲ့ခဲတံတို့မဟုတ်မှင်တံလိုပါတယ်။ ပြီးတော့နာယီတလုံးလဲလိုတယ်တင့်ကိုတင်အချိန်ပေးရမယ်ဥပမာ9မိနစ်အချိန်ပေးရဆိုပါစို့9မိနစ်အတွင်းစာရွက်ပေါ်မှာအတိမိတ်ဆွေရဲ့နာမည်ကိုချရေးရမယ်9မိနစ်ဆင်းရဲ့အခါမှာရက်ပြီးတော့ရေးတွက်ကြည့်ပါ ရေးကလေးကကနန်းစင်ထိုးခဲ့ရင်ချက်ချင်းသိပါလိမ့်မယ်ဒီနောက်ခဏနားပါ နားပြီးတဲ့အခါစာရွက်လုပ်တစ်ခုမှာနောက်တစ်ဖန်မိတ်ဆွေရဲ့နာမည်ကိုချရေးပါအောင်9မိနစ်ပြည့်တဲ့အခါမှာ ဥယျာဉ်ကိုကြည့်ပြီးတော့များမများစစ်ဆေးနိုင်ုံသာမကနံမဲတွေကိုလည်းကိုယ်တိုင်ကြည့်လို့ရပါတယ်။တစ်ချိန်ထက်တစ်ချိန်ပို့ပြီးတော့များပြားလာတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။နဲသွားလို့ရှိရင်တော့တင့်ရဲ့အာယုံစူးစိုက်မှုအားလျှော့သွားတာကြောင့်သာဖြစ်ပါတယ်။ဒီလေးချိန်ကံကိုတိုးချက်လို့လို့ရှိရင်အချိန်ကို10မိနစ်ပြုလုပ်လို့ရတယ်။ဒါပေမဲ့အဲ့ထက်ပို့ရင်တော့တိတ်မကောင်းပါဘူး။အာယုံစူးစိုက်မှုပန်းလျတတ်ပါတယ်။ ါပေမဲ့စိတ်ကထက်သန်နေရင်တော့တစ်ခါတစ်ခါအချိန်ပိုပြီးတော့လေ့ကျင့်နိုင်ပါတယ်။နာမည်ပြန် တွေးတဲ့အတိုင်းဝိုင်းအောင်လဲချဲ့လို့ရတယ်။ပထမအဆင့်မိတ်ဆွေတွေရဲ့နာမည်လောက်သာချရေးပြမယ်။နောက်တော့ရုပ်ရှင်သရုပ်ဆောင်တွေအဆိုတော်တွေအားကစားသမားတွေစသဖြင့်အတိုင်းအဝိုင်းကိုတိုးချဲ့သွားလို့ရပါတယ်။ဒီလေ့ကျင့်ခန်းမျိုးကိုပဲနောက်တစ်မျိုးပြုလုပ်လို့ရသေးတယ်။မနက်ခင်းမှာလေ့ကျင့်နေဆိုရင် မနေ့ကတနေ့လုံးမှာတင်ပတ်သက်ဆက်ဆံခဲ့ရပါတော့သူတွေရဲ့နာမည်တွေကိုချရေးတာပဲဖြစ်ပါတယ်။နာမည်မသိတဲ့သူတွေကိုဖယ်ထုတ်ထားရမယ်။တကယ်လို့လေးချင်ခံကိုညဘက်မှာပြုတ်လုတယ်ဆိုရင်ဒီနေ့တနေ့လုံးပတ်သက်ဆက်ဆံခဲ့ရတဲ့သူတွေရဲ့နာမည်တွေကိုချရေးရမှာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့အထက်ထက်ပြန်ဖတ်ပြီးတော့ထပ်ဖြည့်စရာ ရှိမရှိ စစ်ဆေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုနေ့စဉ်ပြုလုပ်သွားလို့ရှိရင်တင်းရဲ့မှတ်ညာတိုးတက်အားကောင်းလာမှာပဲဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကသူတို့နာမည်တွေကိုဒါပြန်လဲသတိရရုံမကသူတို့ရဲ့ပုံပန်းတရံနေသူတို့ပြောတဲ့စကားတွေကိုပါ ပြန်လဲသတိရမှာဖြစ်လို့မိနေတဲ့အချက်အလက်ကိုပင် ပြန်လဲသတိရနိုင်စရာအကြောင်းရှိပေရာလုံးတဲ့နဲ့လေ့ကျင့်ခန်းဖြစ်တယ်လို့ထင်ပါတယ်။နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့စာသမားတွေအတွက်ဖြစ်ပါတယ်။မိမိနောက်ဆုံးဖတ်လိုက်ရတဲ့စာအုပ်ရဲ့ခေါင်းစဉ် စာရေးသူရဲ့အမည်ထုတ်ဝေတဲ့တိုက်ဝိထုဖြစ်လို့ရှိရင်ဇက်ကောင်နေရဲ့အမည်စတာတွေကိုပြန်လဲဖော်ထုတ်ဖို့ဖြစ်ပါတယ်စာရွက်နဲ့ချရေးလိုက်ရင်နောက်အခါမှာပြန်လဲစစ်ဆေးလို့ရတယ်ဒီလေးကျင်ကံကို၃လရက်တစ်ခါလောက်လုပ်ပေးလို့ရှိရင်မှတ်ညံအားကောင်းလာပါလိမ့်မယ်မှတ်ညံရဲ့တန်ဖိုးမှာမှတ်အားပေါ်မှာမတည်ပါဘူးပြန်လဲဖော်ထုတ်အားပေါ်ရင်သာတည်ပါတယ်စိတ်ဝင်စားတဲ့အခြေအနေမှာ မှတ်အား ကောင်းတာပဲဖြစ်ပါတယ်။ပြန်လဲဖော်ထုတ်တဲ့အခါမှာစိတ်စူးစိုက်မှုနဲ့အလေးအကျင့်တွေကစကားပြောပါတယ်။ဒီလေ့ကျင့်ခန်းကိုနောက်ဆုံးဖတ်ခဲ့တဲ့ journal တွေ၊ magazine တွေအထိပင်စံထုတ်လို့ရပါတယ်။ journal magazine တွေမှာတော့ဇက်ကောင်တွေပါဝင်တဲ့နာမည်ကျော်ပုဂ္ဂိုလ်တွေ၊မှုခင်းစတာတွေမှာပါဝင် ပတ်သက်တဲ့သူတွေရဲ့အရေးအတွက်အမည်အခြားသောပတ်သက်ရာပတ်သက်ကြောင်းအချက်အလက်တွေကိုဖော်ထုတ်နိုင်ပါတယ်။ ဒါတွေကတော့လွယ်ကူပြီးတော့မှတ်ဉာဏ်တိုးတက်ကောင်းမွန်ရင်းကိုမုတ်ချပေးတိုင်စွမ်းတဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ဖဲတုံတစ်ထုပ်လုံးရဲ့အစီအစဉ်ကိုမှတ်သားဖော်ထုတ်တဲ့ကိစ္စမျိုးအပိဓာန်ကိုအစအဆုံးချက်မှတ်တဲ့ကိစ္စမျိုးကိုတော့ကျွန်တော်အားမပေးပါဘူး။ဒါပေမဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်လိုက်လို့ရှိရင်မိမိရဲ့စွမ်းရည်ကိုအကဲခတ်လာမှဖြစ်တာကြောင့်ရှေ့ကိုတိုးတက်ပြီးတော့တန်ဖိုးကြီးအောင်လှုပ်ဆောင်ဖို့တော့တူးချင်းရဲ့အလုပ်ဖြစ်ပါတော့တယ်။ ဒီเจ้าရာလေးကတော့ဆိုင်ရည်သူဆရာတက်လုံရေးသားထားတဲ့မှတ်ဉဏ်လေးကျင့်ခန်းများဆိုတဲ့ခေါင်းစဉ်အောက်ကအเจ้าရာလေးဖြစ်ပါတယ်။ဒီเจ้าရာလေးကိုရုပ်ရှင်အောင်လံမဂ္ဂဇင်းထဲမှာရေးသားထားခဲ့တာဖြစ်ပါတယ်ရှင်။ခွရတို့ဆရာရဲ့တတိယနားဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကနောက်ထပ်စိတ်ဝင်စားဖွယ်ရာခေါင်းစဉ်တွေကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်လို့ခွရတို့ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးသွားပါအောင်နော်။အားလုံးပဲစိတ်ချမ်းသာကြီးကိုကြည့်ကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။